ကချင်ပြည်နယ်နဲ့စကိုင်းတိုင်းအဆက်ကအင်းတော်မျိုးကိုတော်လှန်ရေးပူပေါင်းတပ်ဖွဲ့တွေကဧပြီ9ရက်မနေ့ညပိုင်းမှာအပိသက်သိမ်းပိုက်လိုက်နိုင်ပါပြီ။စကိုင်းတိုင်းအင်းတော်မျိုးကိုသိမ်းပိုက်နိုင်ပြီဖြစ်လို့တော်လှန်ရေးတပ်တွေကနိုင်ငံတဝန်သိမ်းပိုက်ထိန်းချုပ်ထားတဲ့မျိုးပေါင်းအနည်းဆုံး65မျိုးရှိပြီဖြစ်ပါတယ်။အင်းတော်မျိုးသိမ်းတိုက်ပွဲမှာစစ်တုံးပန်းနဲ့လက်နက်ခဲယံရရှိမှုအခြေအနေတွေကိုတော့ဆက်လက်စုံစမ်းနေသေးပါ။ဧပြီ6ရက်မနေ့ပိုင်းမှာစစ်ကောင်စီကမြေပြင်စစ်ကြောင်းထွက်လာပြီးလေကြောင်းကနေပါပစ်ခတ်တာကြောင့် တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။အဲ့ဒီနောက်ဧပြီ9ရက်မနေ့ကတနေကုန်တိုက်ပွဲဖြစ်ပွားပြီးည၈နာရီလောက်မှာနောက်ဆုံးလက်ကျန်စစ်စခန်းကုန်းကိုတိုက်ခိုက်သိမ်းပိုက်လိုက်တာဖြစ်ပါတယ်။စစ်ကောင်စီဘက်ကတိုက်ဆုံမှုများပြားပြီးဖမ်းမိထားသူတချို့လည်းရှိကြောင်းသိရပေမဲ့အသေးစိတ်တော့အတိမပြုနိုင်သေးပါဘူး။တိုက်ပွဲတွင်တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကလည်းထိခိုက်ကြဆုံးမှုတွေရှိခဲ့ပါတယ်။ဒီစစ်စင်ရေးကို PDF, ABSDF ဘက်ကဖော် စတဲ့အမှတ်တရစစ်ဒေသအောက်ကပူပေါင်းတပ်ဖွဲ့တွေနဲ့ KRA တို့က2024ဩဂတ်လမှာစတင်ထိုးစစ်ဆင်တိုက်ခတ်ခဲ့တာပါထိုးစစ်ဆင်လိုက်ခေတ္တရန်နာလိုက်နဲ့တိုက်ခဲ့ပြီး April 9ရက်မနေ့ကတော့အပိသက်သိမ်းနိုင်ခဲ့တာဖြစ်ပါရဲ့ရှင်